မြမဆိုးရနဲ့အိန္ဒိယဆိုးရကြားနေဆက်ဒေတာပူပေါင်းဆောင်ရွက်ဆန်ရနားလည်မှုစာကျွန်တော်ကလက်မှတ်ရေးထိုးရေးအတွက်သမရဦးသိန်းစင်ကပြည်ထောင်စုလွှတ်တော်ကိုအတီးပြုတ်ပေးဖို့တဝန်လာကိုပေးပို့ခဲ့ရမှာလွှတ်တော်ကဆွေးနွေးသဘောတူညီခဲ့ပါတယ်အဲ့ဒီမြမဆိုးရနဲ့အိန္ဒိယသမရနိုင်ငံအဆိုရအကြားနေဆက်ဒေတာပူပေါင်းဆောင်ရွက်ဆန်ရနားလည်မှုစာကျွန်တော်ထဲမှာနှစ်နိုင်ငံနယ်နိမိတ်တခြားတည်ငြိမ်အေဂျင်စီညှိနှိုင်းဆောင်ရွက်ရေးအကြက်ဖက်တိုက်ခိုက်မှုတရားမဝင်လက်နက်မှောင်ခုမှုမူရစေဝါရောင်းဝယ်မှုလူကုန်ကူးမှုစတဲ့ တရားမဝင်ကုန်စည်ကူးစက်မှုတွေကိုတားဆီးရအတွက် နေဆက်လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုနှစ်နိုင်ငံတက်မတော်ကြားပူးပေါင်းဆောင်ရွက်ရေးအချက်တွေပါဝင်ပါတယ်မြန်မာအစိုးရနဲ့အိန္ဒိယအစိုးရကြားနယ်စပ်ဒေသနယ်နိမိတ်သတ်မှတ်ရေးကြောက်တိုင်ကို1969ခုနှစ်ကစတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်ကကာကွယ်ရေးဦးစီးချုပ်ယုံစစ်ဦးစီးတတိယဒဏ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတွေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်ကနယ်စပ်ဒေသပူပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာလက်မှတ်ရေးထိုးရေးထောက်ခံဆွေးနွေးခဲ့ပါတယ်။ဦးဝင်းထိန်က တနိုင်ငံနေဆက်ကြာတရားမဝင်လက်နက်မှောက်ကိုတင်သွင်းမှုနဲ့မွေးစေဝါဖောက်ကားရောင်းဝယ်မှုဟာအထူးကစိန်ခေါ်နေတဲ့ပြဿနာဖြစ်တာကြောင့်အဲ့ဒီရေးဖြည့်ရှင်းရမှာတစ်ဖက်အတွေ့အကြုံရှိတဲ့သူတွေကိုကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်ကြောင်းထောက်ခံဆွေးနွေးပါတယ် နိုင်ငံဆက်တမ်းရေးပြဿနာများနဲ့ပတ်သက်လို့ဆိုရချက်ကတော့နိုင်ငံနယ်နိမိတ်ဖြတ်တမ်းပြီးတရားမဝင်တည်ဆောက်မှုကြိုးစားတဲ့လက်နက်ခေယံကိစ္စနဲ့ငွေစေဝါကိစ္စများဖြစ်ပါတယ်ဒီအကြောင်းတွေနဲ့ဆက်နွယ်ပြီးယခင်နှစ်ကကလေးခေယံတွင်ရဲဝန်နာများကိုအရေးယူရတဲ့ဖြစ်ရဟာဆိုအားလုံးကိစ္စတစ်ခုဖြစ်ပါတယ်နိုင်ငံမှကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့တွေကိုလုတ်ကင်ပြင်တိုးပေးခြင်းအဖြစ်တော်လကောင်းနိုင်ငံချစ်ကြည်တဲ့ရှေ့ရှိပြီးပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်တော်လကောင်းတို့ပြဿနာများကိုခရော့စွာကင်တင်နိုင်မယ်လို့မျှော်လင့်ပါတယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါခင်မွေးလွင်ကနေဆက်ဒေသတွေမှာတရားမဝင်နေထိုင်တာတွေမွေးရဆေးဝါးနဲ့လက်နက်မှောက်ကိုမှုဖြစ်ပေါ်နေတာကိုအုပ်ချုပ်ရေးဘက်ကတာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက်ပြည်သူတွေရဲ့ကန့်ကွက်မှုတွေဖြစ်လာရတာဖြစ်ကြောင်းအခုလိုပြောပါတယ်။တာဝန်ယူမှုအားနည်းတယ်သူတို့မသိတာမဟုတ်ဘူးသိတယ်မနိုင်ရင်းဘူးအုပ်ချုပ်ရေးဘက်ဆိုတဲ့နေရာမှာအဲ့မှာဆိုလို့ရှိရင်နေဆက်တာဝန်ရှိတဲ့သူတွေလည်းအများကြီးပဲရှိတယ်သူတို့လည်းဟိုဒါတော့ တာဝန်မယူနိုင်လို့မို့လို့ဒီလိုတွေဖြစ်လာကြမကျေနပ်ချက်တွေဖြစ်လာခဲ့ကြတယ်လို့ပဲကျွန်တော်တို့ကပြောစကိုင်းတိုင်းဒေသကြီးတမူးမြို့နယ်မှာရှိတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံအကြားနယ်နိမိတ်အငင်းပွားနေတဲ့ BP77 နဲ့ BP79 နယ်နိမိတ်မှတ်တိုင်တွေ့နေရမှာအိန္ဒိယနိုင်ငံဘက်က အဆောက်အုံတိုးချဲ့ဆောက်လုပ်နေတဲ့နေရာကိုနှစ်ဖက်ပြည်သူတွေထိခိုက်မှုမရှိဘဲမြမအစိုးရကပြန်လည်ရယူပေးဖို့နဲ့နေနမိတ်မိုင်းတိုင်းတွေကိုအ мян ဆုံးတိတိကျကျသတ်မှတ်ပေးဖို့ပါဝင်အချက်၁၀ချက်ပါကြေညာချက်တည်းရဲ့ကိုမင်းကင်းနဲ့တမှုဒေသခံတွေကပြီးခဲ့တဲ့လအတွင်းမှာထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့လအတွင်းတမှုမျိုးနဲ့ကလေးမျိုးကဆန္ဒပြပွဲတွေမှာမြေတိုင်းကျွမ်းကျင်ပညာရှင်တွေဒေသခံတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးနေနမိတ်တိုင်းတာရေးစီမံချက်ရေးဆွဲခွင့်ပြုဖို့နဲ့နှစ်နိုင်ငံအငင်းပွားနေတဲ့နေရာကို ပုံမှန်144ထုတ်ပြန်ပေးဖို့ကိုလည်းတောင်းဆိုထားခဲ့ကြပါတယ်ခင်ဗျာ